ခန္ဓာနေရင်းဖြစ်တယ်လို့မှတ်သမ်းပါပရိစ္ဆာသမုပ္ပါဒ်ဆိုရမိမိခန္ဓာနေရင်းဖြစ်နေတယ်လို့မှတ်ထားကြပါပရိစ္ဆာသမုပ္ပါဒ်ဆိုတာဘာပါလိမ့်မိမိခန္ဓာအစဉ်တိုင်းဖြစ်ပြီးနေရင်းနေရင်းအစဉ်တိုင်းဖြစ်နေတာပရိစ္ဆာသမုပ္ပါဒ်လို့ခေါ်တယ်အဲ့တော့ပရိစ္ဆေသမုပ္ပါဒ်တခြားခန္ဓာတခြားလို့အလုံးတရားဓမ္မတွေကမယူလိုက်ပါနဲ့နော် ဒီချိန်ပြိဿသမုပ္ပါဖြစ်တယ်ဆိုဒီချိန်ဖြတ်ရလိမ့်မယ်လို့မှိုက်စမ်းဒီချိန်ပြိဿသမုပ္ပါဖြစ်ဒီချိန်ဖြတ်မှသာလင်တရားဓမ္မတို့ရှေ့မဆက်တော့ဘောဒီချိန်မဖြတ်ဖဲနေလို့မဖြတ်ဖဲနေခဲ့သည်ရှိတော်တရားဓမ္မတို့သည်အကုသိုလ်ကံတွေစုနေတဲ့တရားဓမ္မဆိုရိုက်ပြီလားအဲ့ဒါကြောင့်စဉ်းစားကြပါဒီနေ့ပြိဿသမုပ္ပါရှင်းပြီးတကလား ရာမင်းကြီးဂရမတို့တရားနာရင်သောတာပန်တည်ပြီးသုသုတေတယ်သုတေပြီးဘဝနဲ့ဒီနေရာမှာတရားမင်းကြီးပြန်မဖြစ်လူပြင်မှာပဲသုတေလူပြင်မှာပဲဖြစ်